အားလုံးပဲမင်္ဂလာပါဒီနေ့မှာကျွန်တော်ဒီခက်ကတုံ့ပြုံနေအခြေခံလေးတွေကိုမျှော်ပြပါမယ်ဒါကတော့ကျွန်တော်ခုမှစတုံးမယ်ဒီတော့ဒီပိတ်ခဏလေးအတွက်ဖြစ်ပါတယ်ကျွန်တော်တော့သိပြီးရဲ့သူတွေအဲ့တော့ကြော်သွားပေါ့နော်ခဲ့တဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ပထမဦးဆုံးအနေနဲ့ကျွန်တော်တို့ကိုယ့်ရဲ့ဖုန်းမှာပဲဖြစ်ဖြစ်ကွန်ပျူတာမှာပဲဖြစ်ဖြစ်ကျွန်တော်တို့ခက်ကောက်ကို download ဆွဲလိုက်ပါပြီးလို့ရှိရင်ခက်ကောက်ကိုဖွင့်လိုက်ပါ ကျွန်တော်ဒီအပေါ်မှာမြင်နေရတဲ့ဟာကိုကျွန်တော်တို့ဒါကတော့မီနူမီနူပါလို့ခေါ်ပါတယ်ကျွန်တော်ဒီအပေါ်မှာဗားရီရှိမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာမီဒီယာရှိမယ်ပြီးလို့ရှိရင်အပေါ်မှာအော်ဒီယိုရှိမယ်ဒီမှာ test sticker ကျွန်တော်တို့အဖက်ဒီမှာ channel ဟာတွေအများကြီးပေါ့ဒီမှာအများကြီးရှိပါတယ်အဲဆိုကျွန်တော်တို့ပထမဆုံးအနေနဲ့ကိုကျွန်တော်တို့ဒီ software တွေကိုကျွန်တော်တို့ edit လုပ်မယ်ဗီဒီယိုတစ်ပုဒ်ကိုကျွန်တော်တို့ထည့်ပါမယ်အဲတော့ဘယ်ကယူမလဲဆိုလို့ရှိရင်ကျွန်တော်တို့ကျွန်တော်ဒီ media ဆိုတဲ့ မီဒီယာဆိုတဲ့ဟာလေးကျွန်တော်တို့နှဲ့လိုက်ပါပြီးလို့ရှိရင်ဒီမှာ import ကျွန်တော်ဒီမှာတော့ call ရှိတယ်ကိုကဒီထက်မှာတစ်ခါတည်းတော့ call လုပ်မယ်ဆိုလို့ရှိရင်လေကျွန်တော်ဒီကနေ record နှဲ့ပြီးတော့ကျွန်တော် recording လုပ်ရပါတယ်ကြာဒီ import ဆိုတဲ့ဟာလေးကကိုဒီ computer ထဲမှာဖုန်းထဲမှာရှိတဲ့ဟာလေးကိုကျွန်တော်တို့ဆွေးယူမှဖြစ်တဲ့အတွက်ဒီဟာလေးကိုကျွန်တော်တို့ဒီဟာလေးနှိုက်လိုက်နေကျွန်တော်တို့အဆင်ပြေပါတယ်ပြီးလို့ရှိရင် okay အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီဟာလေးကိုတစ်ချက်နှိုက်လိုက်ပါပြီးလို့ရှိရင်ဒီမှာကို editing လုပ်မယ်ဗီဒီယို ဆိုကျွန်တော်တို့ဒီမှာကျွန်တော်ကလစ်နှစ်ရှဲနှိပ်ပြီးတော့ဒီကပ်ကားလေးကိုကျွန်တော်တို့ခေါ်လိုက်ပါပြီးလို့ရှိရင်အဲ့ဒါလေးကိုကျွန်တော်တို့မောက်လေးနဲ့ဖိပြီးတော့ဒီအားလေးကိုကျွန်တော်တို့ခြေလိုက်ပေါ့နော်ဟုတ်မှန်ပါလား okay ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဗီဒီယိုလေးကဒီဖြေကိုရောက်လာပါပြီကျွန်တော်တို့ဒီဟာကိုဟိုဒီအောက်ကဟာလေးကျွန်တော်တို့ဒီဟာကို timeline လို့ခေါ်ပါတယ်အဲ့ဒါဆိုရင်ကျွန်တော်တို့ဗီဒီယိုကိုဖွင့်ကြည့်လိုက်မယ် site ကိုကျွန်တော်ရေးယူဖို့လိုပါတယ်ခါကြတဲ့ရှင်ကိုရိုက်ထားတဲ့ဗီဒီယိုကကျွန်တော်ဒီ16 by 9ဆိုတာတော့ကျွန်တော်တို့ဒီ YouTube မှာတင်တဲ့ site ပေါ့နော်ပြီးလို့ရှင်ဒီမှာ4.3ရှိမယ်ကျွန်တော်တို့ဒီမှာတခြား site တွေလည်းရှိပါတယ်ဒီ TikTok တော့ဒီ Facebook တို့မှာကြတော့ဒီ9 by 16ပေါ့နော်အဲ့ဒီ ratio ကိုကျွန်တော်တို့ပြောင်းလဲတဲ့ရှင်ဒီမှာတိတ်တိတ်လေးဖြစ်သွားပါတယ်ဒါကျွန်တော်တို့ site ကိုမှန်အောင်ရွေးပေးဖို့လိုပါတယ်။ကျွန်တော်ဒီမှာ16 by 9 site ကိုရွေးလိုက်ပါမယ်။ပြီးလို့ရှိရင် promotion ရဲ့အပိုင်းတွေ ကျွန်တော်တို့ကိုမကြိုက်တဲ့အပိုင်းတွေပါတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီ keyboard ကနေကျွန်တော်တို့ control ပေါ့နော်ဒီ window မှာဆိုလို့ရှိရင် control ဘီနဲ့ကျွန်တော်တို့ဖြတ်လိုက်လို့ရပါတယ်အဲ့လိုမှမဟုတ်ဘူးကျွန်တော်တို့ဒီ mouse လေးနဲ့ဆွဲပြီးတော့လေကျွန်တော်တို့ကိုဒီမှာမြားလေးကျွန်တော်တို့ဒီမှာမြားမြားနှစ်ခွပေါ့နော် shape ဖက်တစ်ခုရယ်ပြီးတော့ဒီဖက်နောက်ဖက်တစ်ခုရယ်ပါနေတဲ့ဟာလေးကိုကျွန်တော်တို့ကိုဒီမှာဒီမှာကိုလောက်ရှင်တဲ့ video ကိုကျွန်တော်တို့ဒီမှာ အစလေးပေါ့နော်အစနဲ့အဆုံပေါ့နော်အဲ့ဒီမှာဒါလေးကိုမြားလေးနဲ့ထောက်လိုက်လို့ရှိရင်သူကဒီမှာကျွန်တော်တို့ဒီမှာဆွေးလို့ရပါတယ်ဒီမှာကျွန်တော်တို့အ short တင်လောက်လို့ရတယ်အဲကိုမလို့ရှင်တဲ့ဗီဒီယိုကိုကျွန်တော်တို့ဒီမှာ play lock ဒီမှာထောက်ပြီးတော့မောက်လေးနဲ့ထောက်ဖိပြီးတော့ကျွန်တော်ဒီမှာဆွေးလိုက်လို့ရှိရင်သူကဒီဘက်ကိုကျွန်တော်ပြတ်သွားပါလေဗီဒီယိုကတိုးသွားတယ်ပေါ့နော်အဲ့လိုမှမဟုတ်ဘူးကျွန်တော်တို့ဒီ shortcut key နဲ့တုံးချင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကိုက မကြိုက်တဲ့ဟာကိုကျွန်တော်တို့ဒီဒီအင်ဒီကေတာတန်လေးနဲ့ကျွန်တော်တို့ထောက်ပြီးတော့ကျွန်တော်တို့ဒီ window မှာဆလို့ရှိရင် control b ကိုနှိပ်လိုက်လို့ရှိရင်လည်းကျွန်တော်ပြတ်သွားပါတယ်ပြီးလို့ရှိရင်ဒီအလဲကနေကျွန်တော်ဒီနေရာလေးကိုကျွန်တော်ဖြတ်ထုတ်မယ်ဆလို့ရှိရင်အဲ့ဒီနေရာလေးကိုဒီနေရာလေးကို share ရွှေ့ပေးလိုက်ပါပြီးလို့ရှိရင်ကျွန်တော်တို့ keyboard ဒီ control b နဲ့ကျွန်တော်ဖြတ်လိုက်ပါပြီးလို့ရှိရင်ဒီနေရာလေးကိုကျွန်တော် select select မှတ်လိုက်ပါပြီးလို့ရှိရင်ဒီမှာ delete ရှိတယ် ဒီမှာ delay key လေးရှိတယ်အဲ့ဒါကိုကျွန်တော်တို့နှိပ်လိုက်လို့ရှိရင်အရင်ကပျောက်သွားပါတယ်။ Okay အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကိုမလို့ရှိနေတဲ့အပိုင်းတွေကိုကျွန်တော်တို့ဖြတ်ထုတ်ပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့နောက်ပါထည့်မယ်ကျွန်တော်တို့အဖက်တွေထည့်မယ်ပဲကျွန်တော်တို့ကျွန်တော်တို့အဖက်ဒီအောင်ဆုံးအဖက်မထည့်ခင်ကျွန်တော်ဒီ audio ကျွန်တော် audio ထည့်ပါမယ်ဒီ audio မှာလည်းကျွန်တော်ဒီ size ထည့်မှာ collision နဲ့ sound တွေကျွန်တော်တို့ဒီမှာ input ရှိတဲ့ကိုက audio ကို ကိုထည့်ရှင်တဲ့ audio ကိုကျွန်တော်တို့ထည့်မှာဆိုလို့ရှိရင်လည်းဒီကနေပြီးကျွန်တော်တို့ spoke ကိုနှိုက်လဲလို့ရှိရင်ဒီမှာကျွန်တော်တို့ audio ထည့်လို့ရပါတယ်ဒီမှာ audio ကျွန်တော်ဒီမှာထည့်လိုက်ပြီးဒါဆိုလို့ရှိရင်ဒီကလေးကိုကျွန်တော်ထည့်ရှင်တယ်ဆိုလို့ရှိရင်ကျွန်တော်ဒီမှာအပေါင်းလက္ခဏာလေးကိုကျွန်တော်နှိုက်လိုက်ပါအဲ့ဒါဆိုလို့ရှိရင် audio ကဒီ out ထည့်ကိုကျွန်တော်တို့ဝင်လာပါတယ်အဲ့ဒါအတန်းအတိုးအရှိကျွန်တော်တို့ အတို့အခြေလောက်ရှိနေဆိုလို့ရှိရင်ဒီမှာကျွန်တော်တို့မြားအပေါ်အောက်ရှိတဲ့ဓာတ်လေးကိုကျွန်တော်တင်လိုက်မယ်ဆိုလို့ရှိရင်တန်ကတူအောက်ကိုရှာလိုက်လို့ရှိရင်အတန်ကတိုးသွားမယ်အပေါ်ကိုတင်လိုက်လို့ရှိရင်အတန်ကကျွန်တော်တို့ခြေသွားမှာဖြစ်ပါတယ်ဒီ audio ကိုကျွန်တော်တို့ကွန်မလို့ရှိရင်ဒီအပိုင်းတွေကိုဖြတ်မယ်ဆိုလို့ရှိရင်ဒီခုနကအပေါ်မှာပြောခဲ့တဲ့အတိုင်းဒီမှာကျွန်တော်ဓာတ်လေးနဲ့ဒီလိုလောက်လိုက်လို့ရှိရင်သူကသူကတိုးသွားမှာဖြစ်ပါတယ် ျွန်တော်တို့ keyboard ကနေ shortcut key နဲ့သုံးရှင်လဲဆိုလို့ရှိရင်ကျွန်တော်တို့ control black ကျွန်တော်တို့ b ကိုနှိပ်လိုက်လို့ရှိရင်လည်းဒီဟာကပြတ်သွားပါတယ်ကိုဖြတ်ရှင်တဲ့ဟာကို audio ဆိုလို့ရှိရင် audio ကိုကျွန်တော်တို့ select ပေးထားပါမယ် video ဆိုလို့ရှိရင် video ကိုကျွန်တော်တို့ select ပေးထားမှာဖြစ်ပါတယ် audio ကိုဖြတ်ရှင်နေဆိုလို့ရှိရင် audio ကို select ပေးပြီးတော့ control b ကိုနှိပ်လိုက်ပါတယ်ဆိုလို့ရှိရင် audio ကပြတ်သွားမှာဖြစ်ပါတယ်ကျွန်တော်ပြန်ဖြတ်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ control c ကိုနှိပ်လိုက်လို့ရှိရင်ကျွန်တော်တို့ကပြန်ပြတ်သွားပါတယ် ဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့အတန်လေးရပြီကျွန်တော်ဗီဒီယိုလေးရှိပြီဆိုလို့ရှိရင်နောက်ထပ်ကျွန်တော်အဖက်တွေထည့်ပါမယ်ကျွန်တော်အဖက်ထည့်မယ်ဆိုလို့ရှိရင်ဒီမှာအဖက် icon လေးကိုနှိပ်လိုက်ပါပြီးလို့ရှိရင်ကိုထည့်ရှင်တယ်ဒီမှာအဖက်လေးတွေအများကြီးရှိပါတယ်ဒီဖက်မှာ pro ကျွန်တော်တို့ open တခြားဟာလေးအများကြီးပေါ့နော်ကိုထည့်ရှင်တဲ့ဟာလေးတွေကိုကျွန်တော်ဒီမှာထည့်လို့ရပါတယ်ကျွန်တော်တခုထည့်လိုက်မယ်ဒီမှာ โอเคဆိုရှင်ဒီအားလေးကိုကျွန်တော်နှိပ်လိုက်လို့ရှိရင်အဲ့ဒီအဖက်လေးကိုကျွန်တော်တို့ဒီမှာဗီဒီယိုပေါ်ကိုဆွဲလိုက်ပါပြီးလို့ရှိရင်ကိုလိုရှင်တဲ့အထည်ဒီကောင်လေးကိုဆွဲထည့်လိုက်ပါဒါဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ဗီဒီယိုမှာအဖက်ဝင်လာပါပြီငါဒီဘက်ဓာတ်မျိုးလေးပေါ့နော်ဟာဓာတ်မျိုးလေးပြတ်သွားပါတယ်ဒီကတော့အဲ့ဒါမှကြိုက်ဘူးဆိုလို့ရှိရင်ကျွန်တော်တို့ delete လုပ်လိုက်ပါပြီးလို့ရှိရင်တခြား ကျွန်တော်ရိုးရိုးရှင်းရှင်းနဲ့အားလေးဒီကျွန်တော်တို့ထည့်ပါမယ်ဒီ star တွေမှာကြာတော့ခြေပွင့်လေးတွေနဲ့ရှိတယ်ဒီတရားကျွန်တော်တခုထည့်လိုက်မယ်ဒီကောင်လေးကိုကျွန်တော်ထည့်လိုက်ပါမယ် straight ပြီးတော့ထည့်လိုက်ပါပြီးလို့ရှိရင်ဗီဒီယိုရဲ့အရှိတိုင်းဆွဲလိုက်ပါ Okay ဒါဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ဗီဒီယိုကိုအဖက်ဝင်လာပါပြီဒါမကြိုက်ဘူးဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒီကောင်ကို delete လုပ်လို့ပါ โอเคဒါဆိုရှင်ကျွန်တော်တို့အဖက်ရပါပြီအဖက်ရပြီဆိုရှင်ကျွန်တော်တို့နောက်ထပ်ပါလို့သိလဲဒီဗီဒီယိုရဲ့ကျွန်တော်ဒီကြားလေးတွေမှာကျွန်တော်တို့ transition လေးတွေထည့်ရှင်နေဆိုလို့ရှိရင်လေဒီမှာ transition ဆိုတာရှိတယ်အဲ့ဒါလေးကိုနှဲ့လိုက်ပြီးတော့ collision နဲ့ဒီမှာ overlay တခြားဟာတွေကျွန်တော်တို့ဖက်တင်အများကြီးရှိပါတယ်အဲ့ဒါလေးကိုဒီကြားလေးတွေကိုကျွန်တော်တို့ဆွဲထည့်လိုက်ပါဒါကိုအကုန်လုံးထည့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီအဖက် ကျွန်တော်တို့ select လုပ်ပြီးတော့ဒီမှာ apply to all ဆိုတဲ့ဟာလေးကိုနှဲလိုက်လို့ရှိရင်လေတခြားရှိတဲ့နေရာတွေပါဒီကောင်ကဝင်သွားမှာဖြစ်ပါတယ်ခေရဆိုလို့ရှိရင်ကျွန်တော်တို့ရပြီဆိုလို့ရှိရင်ကျွန်တော်တို့ video ရှိပြီ audio ရှိပြီပြီးလို့ရှိရင်ကျွန်တော်တို့ patch ရှိပြီ transition နဲ့ TV ဆိုလို့ရှိရင်နောက်ထပ်အာကျွန်တော်တို့ test ကျွန်တော်တို့ test ပေးပါမယ် test မှာဒီမှာကျွန်တော်တို့ test template တွေရှိတယ်ကျွန်တော်တို့ ကိုရေးရှင်တဲ့ဟာပေါ့နော်ဒီမှာစာတန်းဒီဗီဒီယိုရဲ့အပေါ်မှာစာတန်းထုတ်မယ်ဆိုလို့ရှိရင်ဒီမှာကျွန်တော်တို့အသိတုံးလို့ရတဲ့ကျွန်တော်တို့ဒီ template လေးတွေရှိပါတယ် Okay ဒီမှာကျွန်တော်တို့စာစာတန်းလေးရပါပြီဆိုလို့ရှိရင်ဒါဒီကောင်ကို select ပေးလိုက်ပါပြီးလို့ရှိရင်ဒီစာကိုကျွန်တော်တို့ဖြောက်ပါမယ်ဒီဘက်မှာကျွန်တော်တို့စာကိုဒီစာကိုဖြောက်ရှင်နေဆိုလို့ရှိရင်ဒီမှာပါပါတယ် အဲ့ဒါလေးဖြောက်လိုက်ပါကိုရေးရှင်ရဲ့စာကိုအိမ်မှာရေးပါကျွန်တော်ဗီဒီယို editing okay ဗီဒီယို editing ဒီအောက်ကဟာလေဒီတိုင်းပါပဲဖြောင်းလိုက်ဒါကိုလိုရှင်ရဲ့ဟာရေးလို့ရပါတယ် okay ဒါဆိုလို့ရှင်ဒါကိုကျွန်တော်တို့အကြီးသေးလောက်မှာဆိုလို့ရှင်ဒီကောင်းလေးကို select ပေးထားပါပြီးလို့ရှင်ဒီမှာ ကို push နေနေရလေးကိုဒီမှာမျောလေးနဲ့ဆွေးပြီးတော့လောက်လိုက်ပါဒါဆိုလို့ရှိရင်ကျွန်တော်တို့အပေါ်မှာထားရှင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့အပေါ်မှာထားလို့ရပါတယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဗီဒီယိုလေးရလာပါပြီဒီကောင်ကိုအဆုံးထိပါရှင်တယ်ဆိုလို့ရှိရင်ဒီကောင်လေးကိုကျွန်တော်တို့အဆုံးထိဆွေးပေးလိုက်ပါ โอเคแล้วสรุปชื่อเราย่าต่อไปแซนดับที่จาว่าเราอารมณ์โอเคแล้วไปแล้วชื่อเนี่ยเราဒါတော့ဆိုလို့ရှိရင်တော့ကျွန်တော်တို့တော်တော်လေးမှပြည့်စုံနေပါပြီအခြေခံဗီဒီယိုဒီမှာအစမှာကိုယ့်ရဲ့ကျွန်တော်တို့ဒီ intro ပေါ့နော် intro လေးတွေထည့်ပါမယ် ပြီးလို့ရှိရင်ဒီမှာဗီဒီယိုထည့်မယ်ပြီးလို့ရှိရင်ကျွန်တော်တို့အော်ဒီယိုထည့်မယ်ပြီးအဖက်ထည့်မယ် transition လေးတွေထည့်ပေးမယ်အဲဆိုလို့ရှိရင်ကျွန်တော်တို့ပြီးတော့ပြီဆိုလို့ရှိရင်ကျွန်တော်ဒီမှာ export export ထောက်လိုက်ရမှာပဲဒီနောက်မှာကိုယ့်ရဲ့ thank you for watching about us လို့ရှိရင်လည်းဒီမှာကျွန်တော်တို့ share လို့ရပါတယ်ဒီ template ကိုနှိပ်လိုက်လို့ရှိရင်ကျွန်တော်တို့ကိုလို့ရှိရင်ဟာလေးတွေကိုဒီမှာ intro outro ပေါ့နော်ရှားပြီးတော့ ဒီမှာအသင့်ရှိပါတယ်အဲ့ဒါလေးကိုကျွန်တော်တို့ဒီချိန်မှာထည့်ပြီးတော့အသုံးလိုက်ရုံပါပဲ Okay ဒါလို့ဆိုလို့ရှိရင်တော့ပြီးလို့ရှိရင်ဒီမှာ sport နှိပ်လိုက်ပါ sport နှိပ်ပြီးလို့ရှိရင်ဒီမှာဒီမှာတိတ်မလဲဆိုတဲ့ဟာကိုကျွန်တော်တို့ရွေးပါမယ်ဒီကွန်ပျူတာမှာဒါကတော့သူရဲ့ solution က tan ATP ပေါ့နော်ပြီးလို့ရှိရင်ဒီမှာ recommend တယ်ဒီမှာ MP4 30 frame second ပေါ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ sport ကိုနှိပ်လိုက်ပြီးဆိုလို့ရှိရင်ကိုယ့်ရဲ့ကွန်ပျူတာထည့်ရောက်တော့မှာဖြစ်ပါတယ် โอเคဒီလောက်ဆိုလို့ရှိရင်เนาะကျွန်တော်တို့အရှိခံဗီဒီယို editing ပုံကိုဘယ်လိုလုပ်ရမလဲဆိုတာကိုအနည်းငယ်သိသွားလောက်ပြီးတော့မျှော်လင့်ပါတယ်အားလုံးပဲအဆုံးထိအောင်ကြီးပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်အားလုံးအဆင်ပြေကြပါစေ